ားလုံးတို့တာလေးဆိုပါကျွန်တော်ရေ ABR Arkham မြန်မာ YouTube Channel လေးကနေ YouTube ဆောင်ပြန်နေကြည့်ဆွလိုက်ပါတယ်။တော်လိုင်းရေးတွေခွန်အားဖြစ်စေတဲ့ interview များဆိုတဲ့ဆောင်းပါးနေကိုတင်ဆက်ပေးပါမယ်။ PDF essay ကပေါ်ပြထားတဲ့ထုတ်လုပ်ချက်ဖြစ်ပါတယ်။ NUGI သမရရဲ့မိခွန်နေဘူချုပ်ထွန်းမြင့်နေရဲ့အင်တာဗျူးကိုကိုကန်ထုတ်နှုတ်တုံ့တက်ထားတာဖြစ်ပါတယ်26ရင်းက NLD 38နှစ်မြောက်ဝင်းနဲ့အတွေ့ပြောကြားတဲ့ NUGI သမရရဲ့မိခွန်နားထောင်ခွင့်ရပါတယ် နောက်နေ့မှာတော့အပိန့်လိုက်ခွဲပြီးတော့စစ်ပါဝင်စားစားနောက်ထောင်ကြာရတဲ့အေအေကောင်းဆောင်ရဲ့အင်တာဗျူးနောက်ဆုံးပိတ်ကိုနောက်ထောင်ရပါတယ်သူတို့နှစ်ခုစလုံးဟာရှီလီယာကွစ်ကလာတဲ့မြမဒေါ်လာရဲ့နောက်ဆုံးအပိန့်မှထွက်ပေါ်လာတဲ့ကောင်းဆောင်တွေပါ NLD ဆိုတာကမြေပေါ်မှာလှုပ်ရှားနေကြတဲ့နိုင်ငံရေးပါတီတွေထင်မှာရန်သူရဲ့အထုထောင်ခံရဆုံးတဲ့တက်တန်းအခြေဆုံးပါတီဖြစ်လာခဲ့ပါပြီ။ဘကပဟာတက်တန်းနှစ်ချစ်စီကြော်ရှိတဲ့ဆိုတော့လည်းပဲ မြေပေါ်လှုပ်ရှားမှုက၃နှစ်ကျော်လာပဲရှိမိထင်ပါတယ်။ခါစားပါလာကတော့၄၆ခုနှစ်လောက်ကစပြီးတော့ပါတီနှစ်ချမ်းကွေးတဲ့58ခုနှစ်လောက်အထိတွေ့ရင်၁၂နှစ်လောက်ပဲတက်တန်းရှိပါမယ်။မဆလာတဆညကျန်းဖွန့်စတာဒီကတော့စစ်တပ်တပိုင်ဖြစ်လို့နိုင်ငံရေးပါတီဖြစ်ထစ်သွင်းတက်ရှိဖို့ခက်ခဲပါတယ်။အခုတော့ NLD ကမြေအလှုပ်ရှားမှုလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ ပြည်သူတွေရှိနေတဲ့ရွေးပါတီရှိနေမယ်ဆိုတဲ့အတိုင်းဆက်လက်ရှင်းတန်းနေပါလေမြို့တော်နိုင်ရဲ့မှာလေတက်ကြွစွာပါဝင်နေတာတွေ့ရပါလေတလောကပဲခင်ရဲ့မိကွန်တစ်ခုထဲမှာ NLD ဆိုတာမရှိတော့ဘူးဘတော်မှကြံပုံမလာနိုင်တော့ဘူးလို့ကြွကြိုခေတာတွေ့လိုက်ရပါလေ NLD မပါတဲ့အကျွေးကောက်ပွေးပြင်ရမှာမော်အတော်ဦးမြူးဂျွတ်ဖြစ်နေပုံပါပဲမလာကတော့တက်ကသူ့လူနိုင်တက်ကလူ900နီးပါးထုတ်ပြီးတော့ ချက်ဖွဲ့မှာအထက်များနေတော့တချို့ကတဆညမှာအထက်နဲ့အလွန်ယွန်းချပွေ ရွေးကောက်ပွဲအတုတစ်ခုကိုဖန်တီးနေတာပါပဲအခုချင်းတန်ရက်တိဖို့အသေးအလေးရုံးကန်နေတဲ့မဟာနာနဲ့စစ်တပ်ရဲ့ပုံရိပ်ကသမိုင်းတစ်ဖက်စာကလေးပဲရှိမှာပါ NLD ရဲ့သမိုင်းရှေ့ကြားစွာကြံ့ကြံ့ခံရက်တိခေပုံကိုယာယီသမရကဂုံပြုပြောကြားသွားပါတယ်ဆက်လက်ပြီးတော့လေဖက်ဒရီပြထောင်စုတိစာရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေစစ်ပြီးပါဝင်နေမှာဖြစ်ကြောင်းထက်သွင်းပြောသွားခဲ့တာဖြစ်ပါတယ်ပေါ်ချော့ထွန်းမြန်နေကလေးအင်တာဗျူးအပိုင်းလေးမှာမဟာနာတို့ပြေကောက်ပွဲဟာလူယိုတီရှင်ယိုတီဖြစ်ဖို့ဆိုရင် အနိုင်ဆုံးဖက်စီရတဲ့တောင်ဆန်စုကြည်ကိုလွတ်ပေးဖို့လိုတယ်လို့ပြောသွားခဲ့ပါတယ် EAO ခေါင်းဆောင်တရအနေနဲ့ဒီလိုတစ်ခုတ်တရပြောဆိုတာရှိကြရမှာပါပဲ သူ့မှာတနင်္ဂနွေနေ့ဆိုင်ရနဲ့အမြင်နဲ့နဲ့ချင်းချင်းရှိနေရတယ်ဆိုတာဒီအချက်အပြင်အင်တာဗျူးထိကတခြားပြုဆိုမှုတွေကနေတက်တည်ပြနေတာဖြစ်ပါတယ်ဒီနေရာမှာတရားသားအရေးကိုပမာလူများစုနိုင်ငံရေးသမားတွေဘလော့နားလေတပုတ်ပေါမှု ရှိခဲ့ကြတယ်ဆိုတာကနေစမ်းစစ်ချဖို့လိုပါမယ်အမှန်တိုင်းပြောကြမယ်ဆိုရင်တရားသားအရေးကိုမှန်ကန်ဆုံးနဲ့ပထမဆုံးနားလေတပုတ်ပေါခဲ့တာပိုချုပ်အောင်ဆန်းလို့ဆိုရမှာပါအဲ့ဒီနောက်ကနေအခုထိအဲ့လောက်နားလေတပုတ်ပေါတော့မရှိသလောက်ဖြစ်လို့အစင်မကောင်းစွာသုံးသပ်ရမှာပါပဲနိုင်ငံတော်ပြည်နယ် င်ခံပုဂ္ဂိုလ်ဟာဒီအရေးကိုမချုပ်တော့နှိပါနားတယ်လာသူဖြစ်နိုင်ခဲ့ပေမဲ့2008ကျေးဇူးအမှာ net ကျိတ်လူကျိတ်အချစ်ကျိတ်အနောက်ကျိတ်လေးအမတန် အားပေးကြတဲ့ပြန်လေတက်မြတ်ရေးနှန်းစဉ်ကိုအကောင့်ထည်ဖို့နေရတာကဦးစားပေဖြစ်ခဲ့တဲ့အတွက်တင်ရတာအရှိရှိတန်းကိုမရောက်နိုင်ခဲ့တာဖြစ်ပုံရပါတယ်။တခါကျေဝန်းလာတဲ့အချိန်လေးနဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်မပြောတော့ပါဘူး။တင်ရတာအရေးကိုကိုချောင်းအဆန်းအစိုးဆုံးနားလေဒူးလို့ဆိုရချင်းကိုပဲရှင်းပါမယ်။မြန်မာနိုင်ငံရဲ့ကိုလိုနီလက်အောက်ကလွတ်လပ်ရေးရဖို့ပထမဆုံးပြတိရှာတော်နဲ့နားလည်မှုရခဲ့တာဟာအောင်ဆန်းအက်တလီစာချုပ်ပါပဲ။ပြန်လို့စာချုပ်ဟာအောင်ဆန်းအက်တလီစာချုပ်ပါသဘောတူညီချက်တွေကိုအကောင့်ထည့်ဖော်တာဖြစ်ပါလေ အတလီအစိုးရဟာအသက်30ဆသာရှိတဲ့အာချတက်ကလူငယ်တော်လိုင်းကြီးကောင်းဆောင်တယောက်ကိုယုံကြည်ပြီးကိုလိုနီနိုင်ငံတစ်ခုအတွက်အရေးပါလာတဲ့စာချုပ်တစ်ခုချုပ်ဆိုခေတာဟာအကြောင်းမေမဟုတ်ပါဘူးအဲ့ဒီအစည်းအဝေးမှာပို့ချုပ်ဖက်ကြားတင်သွင်းခဲ့တဲ့နှင်ပြချက်အကြောင်းဖြစ်ပါပဲ ထို့သဖြင့်တော့ဗြိတိရှားဘက်ကသူတို့ကိုယ်တိုင်ခွေးချအုပ်ချုပ်ခဲ့ပြီးပြန်ပေးရမယ့်အခါအကြောင်းပြချက်တစ်ခုအဖြစ်လုံနေတဲ့တရင်သားအရင်နဲ့ပတ်သက်လို့အကောင်းဆုံးအမြင်တွေတင်ပြနိုင်ခဲ့လို့ဖြစ်ပါတယ်။တစ်ဖက်ကတော့မွန်ဘက်တန်ပူချုပ်စလင်းတို့အပြင်ပူချုပ်နဲ့ဆက်ဆံရေးအတော်ရှိခဲ့ကြတဲ့ဗမာပြည်ပြင်ခံတွေဖြစ်ကြတဲ့ဒေါ်မန်စမစ်စာဟုဘရန်တို့ရဲ့ပူချုပ်ပုံယုံကြည်ထောက်ခံတင်ပြချက်တွေလေးပါနိုင်ပါတယ်။အတိတ်ကကတော့ အဲ့ဒီ report မှာ Portia areas လို့ဆိုတဲ့ခေါင်းစဉ်ခွင့်နဲ့တင်ပြခဲ့တဲ့သဘောထားဟာအလွန်ရိုးရှင်းပြီးတော့အီတလီအစိုးရအတွေ့ဘာမှညှင်းချက်မထုတ်နိုင်အောင်ဖြစ်စေခဲ့တဲ့အတွက်ပါပဲ။ချဖက်ကြည့်ကြပါဒီအမြင်တွေဟာယနေ့အထိတည်ဝင်နေစေကိုးကားလို့ရနေစေလို့တွေ့ရမှာပါ။အဲ့ဒီနောက်ပိုင်းမှာဥနိုဥပဆွေစသဖြင့်ခေါင်းဆောင်ရာသူစစ်ခံကြသူတွေအလုံးဘသူမှပို့ချုပ်လို့နားမလည်ခဲ့ကြတာတမိန့်တက်တဲ့အထင်ရှားပါပဲ။အဲ့ဒီမှာစစ်တပ်ကတော့နားလေဖို့အဝေးဆုံးနေရာကလူတွေပါပဲ။ နိုင်ငံရေးသမားတယောက်ဘလော့ပေရှိုးတာဘလော့ပေညံအမျိုးမြန်ရှိရှိအမတန်ရုံမှသူအတိညာနေသူနဲ့တင်းနဲ့ခင်ထားတဲ့အချစ်မစ်သူဘာမဆိုလောက်ရည်သူမျိုးနဲ့တွေ့ရင်နိုင်ပါတဲ့အခြေအနေတခုကိုရင်ဆိုင်ကြရတာပါပဲအခုတို့တင်းသားများထေကနေဒေသအရေးတာမကတပြေလုံးအရေးပါအလေးနဲ့နားလေတပေါ်ပသူတွေရှိလာပြီဆိုတာဒီနေဦးတော်လိုင်းရဲ့မှာအထင်ရှားတွေ့လာရတဲ့အခြေဖြစ်ပါလေသူတို့ဟာပြည်ထောင်စုတာဝန်တွေကိုပါ ထမ်းဆောင်ကြဖို့မငင်းပေကြတော့တဲ့အချိန်ရောက်လာပါပြီ။ပြည်သူတွေကလေလက်တွေ့အတွေ့အကြုံရှိထားတဲ့လက်တွေ့ထိကလာတဲ့အသိဉာဏ်ပညာနဲ့စင်ကြင်တော်တရားတွေကိုပြိုလဲ့နေကြတာဖြစ်ပါတယ်။ကျွန်တော်တို့ကတိုးထေသွားပြီးဘာလို့နေမှာလဲတော့ပြပကအလုပ်လေးရတာပဲဆိုသူတွေအပါအဝင်တော်နိုင်ရေးဘက်ကဆိုသူအများအားလုံး ဒူဝါကြီးမိန့်ခွန်နဲ့အကိုထွန်းအင်တာဗျူးကိုနှစ်ကြိမ်သုံးကြိမ်ပြန်လည်နောက်ထောင်ကြားစီလိုပါလေရိုးပြီးပြုထားပေမဲ့အကြောင်းအရာတွေဟာလင်းနေမှုအပြည့်ရှိတယ်အများကြီးကြေပြန့်နေဆိုတာကိုနားလေကြားပါလိမ့်မယ်ပြီးရင်တော့ကိုကြရာတာဝန်ခြေပေါ်အောင်ထပ်ဆောင်ဖို့ခွန်အားတွေရလာစီမှာဖြစ်ပါကြောင်းလက်ရှိစီးအခြေအနေတွေကိုချုံချုံသုံးသပ်နေဖို့ PDF insert ကတင်ဆက်ထားတာဖြစ်ပါတယ်ဒီခွန်အားပြည့်စုံတဲ့အင်တာဗျူးဆိုတော့ဆောင်းပါသုံးသပ်ချက်လေးဟာဖို့ချုပ်ထမ်းမြတ်နေရဲ့အင်တာဗျူးကိုရည်ညွှန်းတယ်လို့ ယူဆပါတယ်ဘုချုပ်ထွန်းမြင့်ရဲ့အင်တာဗျူးကဘုချုပ်ထွန်းမြင့်ရဲ့နှလုံးရည်လက်ယုံရည်ပြည့်ဝမှုစည်ရေးနိုင်ငံရေးအမြင့်သဘောထားတွေကို အကြည့်ဖြတ်မှတ်ကြတင်ပေးတဲ့အင်တာဗျူးလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာအဆုံးထိနားဆင်ပေးကြတဲ့တော်လိုင်းမိဘပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်အားလုံးပေးခင်ကျမ်းမာကြပါစေခင်ဗျာ